ရှုသေးထိုင်ညာပုဂ္ဂိုလ်များလေးစားယူသေးကြရမည်အဲ့တော့ဒါဘုသူရဲ့လမ်းစဉ်တုံးမေးရင်ဘုန်းကြီးတို့ယနေ့ခေတ်နဲ့ပြန်ပြီးတော့သုံးသက်ကြည့်ကြစို့ဘုန်းကြီးတို့ဖျားရှင်ကိုတော်မြတ်ဟာတရိစ္ဆာန်ဘဝရောက်တာတောင်းမှဒီလိုအထုံနေပါခဲ့တဲ့အတွက်ဖျားဖြစ်တဲ့အခါမှာလည်းပဲငါဖျားလေတဲ့ ဘလို့ပုဂ္ဂိုလ်မျိုးကိုတိရသမารီပညာအပြင်တာလွန်တဲ့ပုဂ္ဂိုလ်ကိုရှာဖွေပြီးတော့လေးကရုပြုရရင်ကောင်းပါပဲလို့စိတ်ထားဖြစ်ခဲ့တယ်ဆိုတာသူ့အလိုလိုဖြစ်တာလားအထုံပါခဲ့လို့ဖြစ်တာလားဒါရီယာဘုန်းကြီးတို့လေ့ကျင့်ရမယ်ဒါကြောင့်ဂါရဝတရားကိုယ်တိုင်းလည်းပဲမရှိသေးဘူးသို့မဟုတ်ကိုယ့်ရဲ့မျိုးဆက်တွေတူတွေတူမတွေသာသမီတွေတပည့်တွေဂါရဝတရားတွေကင်းနေပါတယ်ဆိုရင်ဒါရီယာမပြင်းတင်ဘူးလားပြင်းတင်သလားဘုန်းကြီးတို့တခါတည်းရန်မှာ လောကမှာဖြစ်နေကြတယ်ပေါ့ကိုယ့်ရဲ့ဆရာဆရာမတွေကိုငွေပေးတင်တယ်ဒီလိုစိတ်သက်တွေနဲ့ဘယ်ဆရာမနဲ့တင်ခြင်းနဲ့ဘယ်ဆရာမဆိုရင်မတင်ခြင်းဘူးအဲ့တော့ဆရာဆရာမတွေကပြန်ပြီးတော့ဂါရဝပြုတ်ရတဲ့သဘောဖြစ်နေပြီတဲ့ဒါရင်ကျေးတဲ့လက္ခဏာလားရိုင်းပြတဲ့လက္ခဏာလားဖရာလန်းစဉ်ကြာသလားမကြာဘူးလားဒါဖရာလန်းစဉ်မကြာဘူးဘုန်းကြီးတို့ဘုရားရှင်ကိုတော်မြတ်ရဲ့အကြောင်းလေးကိုနည်းနည်းပြောပြအောင်မယ်ပညာခဲ့တဲ့အကြောင်းလေးတွေကို ဘုန်းကြီးတို့လွန်ခဲ့တဲ့3လလောက်ကဖြစ်ပါလိမ့်မယ်။စာနယ်ဇင်းတစ်ခုတည်းရာဂျာနယ်တွေရာတစ်ခုဆောင်းပါးတစ်ပုတ်ဖတ်ရတယ်ပေါ့။ तू ကဘာရေးသလဲဆိုတော့လောကမှာတဲ့ဘုန်းကြီးတို့အခမ်းအနားတွေအလှူမင်္ဂလာခမ်းနာ မင်္ဂလာခမ်းနာဆွမ်းကပ်ခမ်းနာစသည်ဖြင့်မိမိတို့ဘာသာဝင်တွေကိုယ့်ရဲ့ဘာသာလိုက်လုပ်နေကြတယ်ပေါ့ဒီလိုခမ်းနာတွေမှာတဲ့ကိုယ့်ကိုယ်တကူးတကဖိတ်စာတွေနဲ့ဖိတ်ကြတယ်ဒါမျိုးတွေရှိတတ်တယ်တဲ့ ဒီလိုကိုယ့်ကိုလေးလေးစားစားဖိတ်တဲ့နေရာကိုကိုကမသွားနိုင်ဘူးဆိုရင်ကြိုတင်ပြီးတော့တောင်းမှန်ရတယ်တဲ့ကြိုတင်ပြီးပါလှုပ်တဲ့တယ်လေတကယ်လို့ခန္ဓာကိုမသွားဖြစ်ဘူးကြိုတင်လည်းမတောင်းမှန်ဖြစ်ဘူးဆိုရင်ပြီးတဲ့အခါမှာတဲ့လေးလေးစားစားတောင်းမှန်ရတယ်တဲ့ပြီးတဲ့အခါမှာဘလို့တောင်းမှန်မလဲဒီလိုတောင်းမှန်နေဆိုလို့ရှိရင်ဒါနိုင်ငံကြီးသားပိသားတဲ့စိတ်တဲ့ဗာစိတ်တဲ့လေ တနည်းအားဖြင့်ပြောရင်ဒီလိုတောင်းမန်တာလူကြီးလူကောင်းပီသားတဲ့စိတ်တက်တဲ့ဗာစိတ်တက်လေအဲ့တော့ဒါလေးရေးထားတယ်ပေါ့အဲ့တော့ပြောင်းပြန်ပြန်ကြည့်လိုက်လေကိုကိုလေးလေးစားစားဖိတ်ထားတယ်မလာနိုင်တဲ့အကြောင်းမတောင်းမန်ဘူးပြီးတဲ့အခါမှလည်းပဲပြန်ပြီးတော့ဖုံးဆက်ဖြစ်စေမတောင်းမန်ဘူးဒါဆိုလို့ရှိရင်နိုင်ငံကြီးသားစိတ်တက်မပီသားဘူးလူကြီးလူကောင်းမပီသားဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရေးထားတာလေးဖတ်လိုက်ရပါတယ် ဲ့တော့ဘုန်းကြီးကဒါလေးဖတ်လိုက်ပြီးတော့စဉ်းစားမိတယ်ဒီယဉ်ကျေးမှုတွေဟာငါတို့ဖះရှင်ကိုတော်မြတ်ကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်နှစ်ပေါင်း2600နီးပါးကလေးကပြင်ရခဲ့တာလို့ဒါဘုန်းကြီးစိတ်ထဲမှာဖြစ်ခဲ့ပါတယ်ဘလို့ဖြစ်ခဲ့လဲဆိုတော့ဘုန်းကြီးတို့တန်ဃာတော်ရှင်မြတ်ဒီအိမ်မှာဆွန်စားပင့်နေကြောင်တိုက်တွေမှာသွားပြီးတော့ဆုံးကတ်တယ်ဒါတွေဟာဗုဒ္ဓဘာသာဝင်တွေရဲ့လုပ်ငန်းမှာအဲ့တော့ဒီလိုအခါမှာမြတ်စွာဘုရားရှင်ကဘာပြင်ရခဲ့တယ်လဲဆိုတော့အနုမောဒနာဝတ်တဲ့ ဒကာဓမ္မတွေကိုအနုမောဒနာတရားဟောကြားပေးရမယ်တဲ့။ဘာတရားဟောကြားပေးရမလဲ။အဲ့တော့ကြောင်းမာလည်းပဲဟောကြားပေးရမယ်။အိမ်နေမာလည်းပဲဟောကြားပေးရမယ်။ဘုသူတာဝန်လဲဆိုတော့မထေကြီးရဲ့တာဝန်တဲ့။ဘုသူရဲ့တာဝန်လဲ။ခုခေတ်လိုပြောရင်တော့ကျောင်းတိုင်ဘုန်းကြီးရဲ့တာဝန်ပေါ့။အဲ့တော့ကျောင်းတိုင်ဘုန်းကြီးရဲ့ဒီတရားလေးတွေဟောပေးရမယ်တဲ့။တကယ်လို့ကျောင်းတိုင်ဘုန်းကြီးကကိုယ်တိုင်မစွမ်းနိုင်လို့ရှိရင်လက်ထောက်တွေကိုတိုက်တွန်းရမယ်တဲ့။ အဲ့တော့တကယ်လို့လက်ထောက်ကိုလည်းပဲမတိုက်တွန်းဘူးကိုယ်တိုင်လည်းပဲမဟောဘူးဆိုရင်ဘာလုပ်မလဲဆိုတော့လက်ထောက်တည်းကမထေကြီးကိုပန်ချားပြီးဟောရမယ်တဲ့မထေကြီးကိုဘာလုပ်ပြီးဟောရမလဲဒါဖះရှင်ကိုတော်မြတ်ပညာခဲ့တဲ့သိခါဖို့ပါဘုန်းကြီးတို့စဉ်းစားကြည့်လေတရားဟောတယ်ဆိုတာ ကောင်းတဲ့လှုပ်လားမကောင်းတဲ့လှုပ်လားဖះရှင်ကိုတော်မြတ်ကကောင်းတဲ့လှုပ်ဖြစ်ပါစေတဲ့ကိုယ်တဲ့ကြည်တဲ့ပုဂ္ဂိုလ်ယုတ်တရားမဲ့ပုဂ္ဂိုလ်လေးစားတဲ့ပုဂ္ဂိုလ်ရှိနေလို့ရှိရင်တရားဟောတဲ့လှုပ်ကိုပဲ ဘသူမှမပြောဘဲနဲ့သွားမဟောပါနဲ့တဲ့ဒါဆိုရင်ဘုန်းကြီးတို့အချင်းချင်းမေတ္တာတရားတွေပြေသွားတတ်တယ်ကာရဝတရားတွေကျင်းသွားတတ်တယ်ဒီတော့မထေကြီးကကိုယ်တိုင်လည်းပဲမဟောဘူးတိုက်တွန်းမှုလည်းပဲတတိမရဘူးဒါဆိုလို့ရှိရင်သွားပြီးတော့တပည့်တော်ဟောခွင့်ပြုပါတပည့်တော်ဆောင်ရွက်ပေးပါမယ်ဆိုပြီးတော့မထေငယ်တွေကတောင်းမှန်ပြီးမှပံပြောပြီးမှဟောရတယ်တဲ့မပံပြောလို့ရှိရင်ဘုန်းကြီးတို့အာဘအပြစ်တင့်နေတယ်မပံပြောရင်ဘာဖြစ်တယ်လဲ အဲ့ဒါဘသူပညာခဲ့တဲ့တရားလဲလွန်ခဲ့တဲ့နှစ်ပေါင်း2600နီးပါးကပါဘယ်တော့မှပညာခဲ့တာလဲဘုန်းကြီးတို့ဒါလေးတွေကိုဘုန်းကြီးတို့တတ်နိုင်တယ်မြတ်မိတ္တူကူယူရမှာမေဘုန်းကြီးတို့ယနေ့ခေတ်မှာဒီရင်ကျေမှုတွေပြက်နေတော့စာတင်တိုင်းဘုန်းကြီးတွေတတ်နိုင်တယ်မြတ်စာမချခြင်းကြတော့လိုင်းပြောင်းကုန်ခြင်းကြတော့တာပဲဘာဖြစ်လို့လဲဆိုတော့စာတင်သားအုပ်ချုပ်ရတာမလွယ်လို့တဲ့ဘာဖြစ်လို့ပြောင်းခြင်းကြတာလဲ ဘုန်းကြီးတို့ယနေ့ခေတ်မှာဘုန်းကြီးတို့မြတ်စွာဘုရားကတိတ်ပြီးတော့လေးလေးစားစားပြည့်ညက်ထားခဲ့တာအဲ့တော့ဒါလေးတွေကိုမိတူယူလို့ရှိရင်ဘုန်းကြီးတို့တန်ဃာတော်ရှင်မြတ်တွေဆိုလို့ရှိရင်လည်းပဲစောစောကဘုန်းကြီးတို့ဇက်တော်တွေရဲ့အညမညာတကရဝါတဲ့အချင်းချင်းလေးစားရမယ်အချင်းချင်းမလေးစားလို့ရှိရင်ဘုန်းကြီးတို့ကိမိလာတုတ်တံမှာသာသနာကွယ်မယ်လို့မြတ်စွာဘုရားကဟောခဲ့တယ်ပေါ့အဲ့တော့မထေကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲခྱི་သွားစရာရှိရင်ဘုန်းကြီးဘယ်သွားမယ်ဘလောက်ကြာမယ်ဘယ်ချိန်ပြန်လာမယ်ဒါမျိုးတွေပြောရပါတယ် နောက်ပြီးတော့လူငယ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲမြတ်စွာဘုရားရဲ့ဝိနည်းပညာချက်တွေကိုနှီးမိပြီးတော့ယဉ်ကျေးမှုသဘောရမိမိသွားလို့ရရက်ကိုဆရာသမားကိုလျှောက်ပြီးတော့သွားပါမယ်ဘယ်ရက်ကိုသွားပါမယ်ဘယ်ချိန်ပြန်လာပါမယ်ဒါတွေဟာဗုဒ္ဓယဉ်ကျေးမှုတွေတဲ့ဘာယဉ်ကျေးမှုတွေလဲဗုဒ္ဓယဉ်ကျေးမှုကိုဘုန်းကြီးတို့စာရိတ္တသီလလို့လည်းခေါ်ပါတယ်ဘာသီလလို့လည်းခေါ်လဲမြတ်စွာဘုရားကဒီစာရိတ္တသီလဆိုတဲ့ပံပြောတာတွေဘာတွေမလုပ်လို့ရှိရင်တဲ့ ဒီပုဂ္ဂိုလ်ကစာရိတ္တသီလမပြည့်ဘူးတဲ့စာရိတ္တသီလမပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူးဆိုပြီးတော့စုလဝါပါဠိတော်ထဲမှာကိုရင်လေးတွေကြက်နေတဲ့ဝတ္တံအပရိပူရင်တော်သီလနာပရိပူရတိတဲ့ဒီကျင့်ဝတ်တွေကိုမလိုက်နိုင်ရင်စာရိတ္တသီလပြက်ပြားတာပဲတဲ့စာရိတ္တသီလပြက်ပြားပါတယ်ဆိုရင်နိဗ္ဗာန်နဲ့ဝေးတယ်တဲ့စာရိတ္တသီလပြက်ပြားရင်ဘာနဲ့ဝေးလဲတဲ့ ခုခေတ်မှာဘုန်းကြီးတို့ဓာမျိုးလေးတွေရှိလာလို့ရှင်တန်ဃာတော်ရှင်မြတ်တွေလည်းပဲချင်းချင်းပံပြောပြီးတော့တွားရပါတယ်ဒါဖရာရှင်ရဲ့ယဉ်ကျေးမှုစာရိတ္တသီလကိုဖြည့်ရာရောက်တယ်ဒီကျင်းဝတ်လေးတွေဖြည့်ရင်းနဲ့ပဲနိဗ္ဗာန်ကိုရောက်သွားနိုင်ပါတယ်မျက်မှောက်ပြုသွားနိုင်ပါတယ်ဒါတွေဟာကာရဝတရားတွေအချင်းချင်းမေတ္တာတရားရောရှက်နိုင်တဲ့တရားတွေဒီလိုမှမဟုတ်ဘဲနဲ့ဆရာတော်ကိုမေးလိုက်တယ်တပည့်ဘဲသွားလဲမသိဘူးတခါတပည့်တွေကိုမေးလိုက်တယ်ဆရာသမားဘဲသွားတယ်မသိဘူးဒါဆိုလို့ရှိရင်ဘုန်းကြီးတို့ကျင့်ဝတ်တွေလည်းပဲပြက်ပြားသွားတတ်ပါတယ် ဇာရိတသီလတွေလည်းပြက်ပြားသွားတတ်ပါတယ်အချင်းချင်းမေတ္တာတရားတွေလည်းပဲနေပါပြီးတော့ငြိမ်းချမ်းမှုလက္ခဏာတွေပျောက်ပြက်သွားတတ်တယ်တဲ့ဒါကြောင့်မို့ဘုန်းကြီးတို့ဖះရှင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကဒီဉာဏ်စင်တွေကိုညွန်ကြားခဲ့ပါတယ်ဒီဆောင်ပါဠိကိုဖတ်ပြီးတော့ဘုန်းကြီးကဒီလိုမျိုးစိတ်ထဲမှာဖြစ်ခဲ့တယ်ပေါ့နောက်ဘုန်းကြီးတို့အိမ်နေကြည့်လိုက်လေအိမ်နေကြည့်လိုက်လို့ရှိရင်လည်းဖះရှင်ရဲ့ယဉ်ကျေးမှုရဘယ်လိုလုပ်တင်တယ်လဲဆိုတော့မိဘပြည့်တဲ့လူကအပြင်းသွားမယ်ဆိုရင်ကိုသားသမီးကို သို့မဟုတ်ခင်ပွန်းကသွားရင်ဇနီးကိုဇနီးကသွားရင်ခင်ပွန်းကိုပန်ကြားတင်တယ်တဲ့ဘာလို့တင်တယ်လဲတကယ်လို့မိဘနှစ်ပါလုံးသွားမယ်ဆိုရင်အကြီးဆုံးဖြစ်တဲ့သားသမီးကိုဘာလို့တင်တယ်လဲပန်ကြားတင်တယ်တဲ့သားသမီးတွေကလည်းပဲသွားလို့ရှိရင်ဘယ်ကိုသွားမယ်ဘယ်ကိုလာမယ်ဘာလို့တင်တယ်လဲဒီလိုမပန်ကြားလို့ရှိရင်ဘုန်းကြီးတို့ယဉ်ကျေးမှုပြက်ပြားပါတယ်ဘာပြက်ပြားတယ်လဲ ဘာယဉ်ကျေးမှုတုံးပြီးရင်ဗုဒ္ဓယဉ်ကျေးမှုတဲ့ဘာယဉ်ကျေးမှုလဲနောက်ပြီးတော့စာရိတ္တသီလာလည်းပြတ်တယ်ဘာလဲပြတ်တယ်လဲစာရိတ္တသီလာပြတ်လို့ရှိရင်ဘုန်းကြီးတို့ဘာနဲ့ဝေးသွားမလဲဒါကြောင့်ဘုန်းကြီးတို့တရားတွေတော့အာထုတ်ပါရဲ့ဒါနာတွေတော့ကြီးကြီးကျယ်ကျယ်ပြုပါရဲ့သီလာတွေတော့ဥပုံနေတွေအခါကြီးတွေစောက်တီးပါရဲ့ ဒီကျင်းဟုတ်လေးတွေမရှိဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့နိဗ္ဗာန်နဲ့ဝေးနေတတ်တယ်ဆိုတာဒါလေးကိုဘုန်းကြီးကတတိပေးတာပါကဲတစ်ခေါက်ပြန်ဆိုယိုသေးထိုင်ညာယိုသေးထိုင်ညာပုဂ္ဂိုလ်များပုဂ္ဂိုလ်များလေးစားယိုသေးကြရမည်အဲ့တော့ဘုန်းကြီးပြောခြင်းနဲ့ဗုဒ္ဓလမ်းစဉ်ဆိုတာဒီလမ်းစဉ်လေးကိုလည်းပဲအလုံးယနေ့တရားနာလာကြတဲ့ပရိသတ်တွေဟာအသေးဖွာလေးပါဆိုပြီးတော့အထင်မသေးပါနဲ့မြတ်စွာဘုရားကအဲ့ဒီအသေးဖွာကျင့်ဝတ်လေးဟာ ြက်ပြားသွားလို့ရှိရင်တရားတွေအထုတ်နေပေမဲ့ဒါနတွေတိမ်မောင်းထောင်ချီကုန်နေပေမဲ့နိဗ္ဗာန်နဲ့ဝေးသွားတတ်ပါတယ်ဆိုတာစုလဝါပါဠိတော်ထဲမှာတိုက်ရိုက်ဟောထားတာရှိပါတယ်။ဒါကြောင့်ဘုန်းကြီးကဒီပထမလမ်းစဉ်လေးကိုလမ်းခင်းပြတာပါ။အဲ့တော့ဒီတရားတော်ကို나ယူပြီးတော့ဒီလမ်းစဉ်လေးကိုလည်းတက်နိုင်တဲ့မြတ်ကြိုးစားပြီးတော့ရှောက်ပါလို့ဘုန်းကြီးကတိုက်တွန်းပါတယ်။ကဲစောစောကဇလံလေးကိုဘုန်းကြီးပြန်ပြီးတော့ဆက်မယ်။အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကလေးစားကာရဝပြုရမယ့်ပုဂ္ဂိုလ်ကိုရှာဖွေတဲ့အခါတွေ့သလားမတွေ့ဘူးလား။ မတွေ့တော့ဘုရားရှင်ကဘလို့ဆက်လက်ပြီးတော့ကြံစီလဲဆိုတော့ငါဘုရားလေတဲ့ဒီလိုဆက်လက်ပြီးတော့ကြံစီခဲ့ပါတယ်ဆိုပြီးတော့တာဝတိပြီးစေတဝန်เจ้าမှာတန်ဃာတွေကိုပြန်ပြီးတော့ဟောပါတယ်ဘလို့လဲဆိုတော့တတမရှံဘိကဝေဧတတဝောတိယန္နုနာယွာယံဓမ္မောဘိတံဘုဒ္ဓတမေဝါဓမ္မံတက္ကတဝါကရုံကတဝါဥပနိဒာယဝိဟရေယံတိ ဘေကဝေယံတော်မြတ်ဦးจิตသားတို့တတမရှင်ထိုငါဘုရားမအေတံဤကြံစီသည်ဟောတိဖြစ်ခဲ့လေပြီဂိန္ဒီယဝတိဘေကြံစီသည်ဖြစ်ခဲ့လေပါသည်။မယားငါသည်ယွာယံတမောကျင်မတ်ဖို့နိဗ္ဗာန်ဟုဆိုသောလောကုတ္တရာတရား၉ပါးကိုပြီးတံဖို့တော်ထိုးထွင်း၍တည့်အပ်ရာခဲ့ပြီ။တမေဝဓမ္မထိုငါဘုရားကိုယ်တိုင်တည့်အပ်ရာခဲ့ပြီသောလောကုတ္တရာတရား၉ပါးကိုသာလျင်တကတဝါယုသေတမှုကောင်းစွာပြု၍ ကရုံကတဝါလေးမြပြု၍ဥပနိဒာယအမိပြု၍ယန္နုနာဝိဟရိယံကဲ၍နေရပါမူကားကောင်းလေစွာဣတိဤသို့သောကြံစီသည်ဟောသည့်ဖြစ်ခဲ့လေပြီဣတိဤသို့သောဤတိသို့ဘဂဝါသုံးလောကဒုဒါရှင်တော်မြတ်ဗျာသည်ဧတံဤစကားတော်ကိုဝောစာကရုဏာရှိသောပညာအဖြင့်ပြန်လဲ၍မိန်ကြားတော်မူခဲ့ပါ၏တည်း အဲ့ဒီလိုငါဖះကကိုတော်မြတ်တဲ့သီလကုံတမာရီကုံပညာကုံဝိမု ക്തി ကုံဒီလိုတာလွန်တဲ့ပုံကိုယ်တွေကိုယဟန်သူတော်စင်တွေကိုရှာမွတွေ့တဲ့အခါငါဖះဒီလိုဆက်ပြီးတော့ကြံစီခဲ့တယ်တဲ့အဲ့တော့ကြံစီနေတာကညောင်ပင်ကြီးအောင်ပါမျက်ခြေပြတ်မသွားပါနဲ့အဲ့တော့ဘလို့ကြံစီခဲ့တယ်လဲဆိုတော့ငါဖះဗောဓိပင်နဲ့ရွှေပလင်မှာမလေးပါဖို့လေးပါနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရား၉ပါးကိုထိုးထွင်းသိပြီးတော့ရခဲ့ပြီတဲ့ အဲ့ဒီငါဘုရားတည်ပြီးသားဖြစ်တဲ့ယာပြီးသားဖြစ်တဲ့လောကုတ္တရာတရား၉ပါးကိုပဲအလေကရူပြုပြီးတော့အယုသေးပြုပြီးတော့အမိပြုပြီးတော့နေရရင် ကောင်းပါပဲလို့ငါဘုရားဆက်လက်ပြီးတော့ကြံစီခဲ့ပါတယ်တဲ့နောက်ဆုံးတော့ဘုရားရှင်ဟာစည်းကပ်ရမယ်ဂရုကာရဝပြုရမယ်ယုသေးလေးစားရမယ်ပုဂ္ဂိုလ်ကိုရှာမတွေ့တဲ့အခါကိုတော်မြတ်ရတော်မူပြီးတဲ့တရားတော်ကိုပဲလောကုတ္တရာတရား၉ပါးကိုပဲလေကရူပြုပြီးတော့နေရရင်ကောင်းပါပဲဆိုပြီးတော့ကြံစီခဲ့တယ် ဲ့တော့ဖရာရှင်ဟာချုပ်လိုက်လို့ရှိရင်ဓမ္မကို၄ကရုပြုဖို့ကြံစီခဲ့တယ်တဲ့။ဘာကို၄ကရုပြုမလဲ။အဲ့တော့ဒီလို ကြံစီပြီးတဲ့အချိန်မှာတဟံပတိပြန်မာကြီးကသာသနာတော်ရည်ရည်တွေမှာတိတ်ပြီးတော့ကြောင်းကြဆိုင်တဲ့ပြန်မာကြီးကမြတ်စွာဘုရားရဲ့ကြံစီတော်ကိုသိပြီးတော့လူပြည်ကိုဆင်းလာ။နောက်ပြီးတော့လက်ကတော်ထိုးပြီးတော့မြေကြီးပေါ်မှာညာဘက်ဒူးနဲ့မြေကြီးပေါ်မှာထောက်နောက်ပြီးတော့လက်အုပ်ချီးပြီးတော့မြတ်စွာဘုရားကိုလျှောက်ပါတယ်မြတ်စွာဘုရားတဲ့ မြတ်စွာဘုရားကြံစီတဲ့အကြံစီဟာကြံစီတဲ့အတိုင်းမှန်ပါတယ်။ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားဖျားရှင်ရဲ့ကြံစီဟာကြံစီတဲ့အတိုင်းမှန်ပါတယ်တဲ့။ရှေးတိတ်တုံးကပွင့်တော်မူပြီးတဲ့ဖျားရှင်ကိုတော်မြတ်များလည်းပဲဒီလိုပဲလောကုတ္တရာတရားကိုးပါးကိုပဲလေးကလူပြုပြီးတော့အယိုသေးပြုပြီးတော့အမိပြုပြီးတော့တရင်သုံးနေထိုင်သွားခဲ့ကြပါတယ်။နောက်နာကမှာပွင့်တော်မူမဲ့ဖျားရှင်တွေလည်းပဲဒီလိုပဲ ဓမ္မကိုပဲ၄ခုပြုပြီးတော့အယိုသေးပြုပြီးတော့အမိပြုပြီးတော့သတင်းသုံးနေထိုင်သွားတော်မူကြပါလိမ့်မယ်တဲ့ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်လည်းပဲယခုကမှဓမ္မကိုပဲ၄ခုပြုပြီးတော့အယိုသေးပြုပြီးတော့အမိပြုပြီးတော့သတင်းသုံးနေစေခြင်းပါတယ်ဆိုပြီးတော့တဟံပရိပြန်မာကြီးဟာလာလျှောက်တယ်ဘယ်ပြန်မာကြီးကလာလျှောက်တယ်လဲအဲ့တော့တဟံပရိပြန်မာကြီးရဲ့လျှောက်ပြီးတော့ပြီးတဲ့အခါမှာပြန်မပြီကိုပြန်သွားတယ်ပေါ့ ပြန်သွားတော့ဘုရားရှင်ကိုယ်တော်မြတ်ကတံပတိပြန်မာကြီးရှောက်ထားတာကိုလည်းပဲသိတော်မူတယ်။ဒီလိုဓမ္မကိုလေးကရုပြုပြီးတော့သတင်းသုံးနေထိုင်တာကိုတော်မြတ်ဘုရားအာတင့်တော်တယ်ဆိုတာသိတော်မူခဲ့တယ်။ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကငါဘုရားလေးတဲ့အဲ့ဒီချိန်ကစပြီးတော့ဓမ္မကိုလေးကရုပြုပြီးတော့နေခဲ့တယ်တဲ့။ဘာလို့လေးကရုပြုနေခဲ့တယ်လဲ။အဲ့တော့ဘုရားရှင်ဟာအဲ့ဒီတရားဥဒ္ဓမ္မစကြာမဟောခင် ဖရာပြည်သူရောက်တော်မူပြီးတဲ့နောက်29ရက်နောက်ပိုင်းကစပြီးတော့ငါဖရာဟာလေတဲ့ဓမ္မကိုလေကရူပြုပြီးတော့အယိုသေးပြုပြီးတော့အမိပြုပြီးတော့တရင်သုံးခဲ့တယ်။နောက်ပိုင်းမှာတန်ဃာတော်ရှင်မြတ်တွေဟာရတညူထေကြီးဝါကြီးတွေနဲ့မြားပြလာခြင်းစတဲ့သာသနာတော်ကျေပြန့်လာခြင်းစတဲ့ဂုံတွေနဲ့ပြည်စုံတဲ့အခါမှာတန်ဃာကိုလည်းပဲလေကရူပြုခဲ့တယ်တဲ့။အဲ့တော့ငါဖုရားဟာတန်ခါကိုလည်းပဲနောက်ပိုင်းမှာလေကရုပြုတ်ပြီးတော့သရရင်သုံးခဲ့ပါတယ်ဆိုပြီးမြတ်စွာဘုရားက ကိုတော်မြတ်ရဲ့လမ်းစဉ်တွေကိုချမှတ်ခဲ့ပါတယ်အဲ့တော့ဘုန်းကြီးတို့ဒီထဲကနေပြီးတော့နံပါတ်1လမ်းစဉ်ကိုကောက်ချက်ချပြီးတော့ဘုန်းကြီးပြောခဲ့ပြီအဲ့တော့ဖရာရှင်ကိုတော်မြတ်ဟာဖရာဖြစ်တာတောင်မှ၄ခုပြုခဲ့တယ်ဆိုတာဘဝပေါင်းများစွာကအထုံနေပါခဲ့လို့ဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းပဲအိမ်မှာကျင့်ဖို့ကလေးတွေကျင့်ရမယ်ဘလို့လဲဆိုတော့သွားတော်မယ်လာတော်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့မိဘကိုပန်ပြောတာတို့အကိုကြီးမကြီးကိုပန်ပြောတာတို့ ဒါတွေဟာမေတ္တာတရားရောရှက်နိုင်တယ်တဲ့ဒီအိမ်ဟာငြိမ်းချမ်းမှုတက်ဝင်သွားနိုင်တယ်ပေါ့